မင်္ဂလာပါခင်ဗျာကုချိန်ဆောက်ပြီးညနေခင်းသတင်းများကိုစတင်စီရင်ခမမယ်ခင်ဗျာသတင်းကောင်းစဉ်ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတယုံအမိတ်မှတင့်မြင့်ဆောင်2012ထုတ်ပြန်ကြေညာခြင်းသတင်းဆောင်လမှာပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတယုံသည်အမိတ်မှတင့်မြင့်ဆောင်2012အား1383ခုနှစ်ပြည်သူ့လာဇန်9ရက်2012ခုနှစ်ဇန်နဝါရီလ2ရက် ဒီကနေ့ရက်စွဲဖြင့်ထုတ်ပြန်ပါလေ။အဲ့ဒီအမိန့်ပြေဆုံးမှာလွတ်ငိမ့်ချမ်းသာခွင့်ပြုခြင်း64နှစ်မြောက်လွတ်လပ်ရေးနေ့ကိုဂုဏ်ပြုသောအဖြစ်နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးတိုင်းရင်းသားစီလုံးညီညွတ်ရေးတို့အတွက်၎င်းလူသားချင်းစာနာထောက်ထားမှုကိုအလေးပေးသောအဖြစ်၎င်းအကျဉ်းထောင်တည်တည်မှပြည်ထန်ကြခံလျက်ရှိသောအကျဉ်းသားများကိုနိုင်ငံတော်ဖွဲ့စည်းပုံခြေခံဥပဒေပုံမှန်204ခါခွေအရနိုင်ငံတော်တပ္ပရသည်1383ခုနှစ် တာဒိုလာဇန်ကိုရဲ့ခရစ်နှစ်2012ခုနှစ်ဇန်နဝါရီလ2ရက်မတိုင်မီကျူးလွန်ခဲ့သောပြစ်မှုတစ်ခုခုနှင့်ဆက်လင်း၍ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီးပါက ရင်းကဲ့သို့ကြာခံနေရသော ပြစ်ဒဏ်တည်တည်ကိုအောက်ပါတိုင်းလွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည်။ကာဂျီတေဒဏ်ချမှတ်စေခြင်းခံရသူများအတွက်ထောင်ဒဏ်တစ်သက်နှစ်အကန့်အသတ်မရှိသောကြောင်းလဲကြာခံစေရန်၎င်းခါခွေထောင်ဒဏ်နှစ်30အထက်နှစ်အကန့်အသတ်မရှိနှင့် ထောင်တန်တသက်ကြာခံနေရသည့်အကျဉ်းသားများမှပါအာ ထောင်တန်နှစ်30သို့ရှော့ပေါ့ကြာခံစေရန်၎င်းကငယ်ထောင်တန်နှစ်20အထက်မှထောင်တန်နှစ်30အထိကြာခံနေရသည့်အကျဉ်းသားများအားထောင်တန်နှစ်20သို့ရှော့ပေါ့ကြာခံစေရန်၎င်းကကြီးထောင်တန်နှစ်20အောက်ကြာခံနေရသည့်အကျဉ်းသားများအားရင်းတို့ကြာခံနေသောထောင်တန်ဤ၄ဘုံ၃ဘုံအား ရှော့ဖို့ကြခံစီရန်၎င်းလွတ်ငိမ့်ချမ်းသာခွင့်ပြုလိုက်သည်ပုံသိမ့်စိန်နိုင်ငံတော်သမ္မတပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ဟုဖော်ပြပါရှိပါရခင်ဗျာ